ိတ်ကိုမဆောင်ကြီးနိုင်ဘူးမထိန်နိုင်ဘူးမသိမ့်နိုင်ဘူးဆိုရင်ပြစ္ဆုတ်ပါမှာလည်းပဲဝန်းနေစရာတွေပူဆွေးစရာတွေစိတ်ပြက်စရာတွေနောင်တတွေဒါတွေအများကြီးဖြစ်လာတယ်။ဒီနေ့ကဦးဇင်းမဟာကြီးဆိုတော့ဘုရားကြီးရဲ့အရိယဝါဒတရားတော်ကိုကြည့်လေ။အဲ့ဒီမှာဘာတွေ့တော့ဆိုတော့ဦးဇင်းတို့လွန်ခဲ့တဲ့1960ခုနှစ်ကသတင်းစာကလေးကိုဆရာတော်ကြီးကပြောပြတယ်။ဦးဇင်းတို့တသိန်းကြီးမြို့နယ်မှာတဟတုံးရွာဆိုတာရှိတယ်။အဲ့ဒီတဟတုံးရွာမှာတကကြီးဦးအေးတဲ့သမီးနှစ်ယောက်ရှိတယ်။ သမီးအငယ်လေးကဆက်နှစ်နဲ့သမီးမတ်ကြီးတိကျအောင်နာမည်နဲ့ပြောတယ်နော်အေးအမားဖြစ်တဲ့သူကအသက်20နှစ်ရှိပြီမတ်ကြီးတဲ့အဲ့တော့ဒီနေ့ကျတော့သူတို့ရွာရဲ့ရွာဦးเจ้าမှာအငိမ်ပွဲရှိတယ်အဲ့တော့နေဝင်မိုးချုပ်ကလေးရောက်တဲ့အခါကျတော့အမားကဆေးလိပ်လိပ်ရင်းနဲ့သူ့ညီမလေးကိုပြောတယ်အငိမ်ပွဲသွားကြည့်ရအောင်သူညီမလေးကဆော့နေတာဆိုတော့မလိုက်ရှင်ဘူးအမားသူ့တယောက်တည်းသွားအမားလိုက်ခဲ့ပွဲဆိုတာကာလုံးကြည့်ရတာအမားလိုက်ရှင်တဲ့သူကိုဇုတ်ခေါ်တော့ညီမလေးကဆင်းတယ် ဆဲတဲ့အခါကျတော့အမကငါပြန်ဆဲရမလားဆိုပြီးတော့အမကလည်းကြင်ကြင်ထန်ထန်ပြန်ပြောတော့ညီမကပြန်ဆဲတယ်အဲ့ဒီမှာအမဖြစ်တဲ့သူကဆေးလိပ်လိမ့်ရင်းဆိုတော့လက်ထဲမှာကက်ကြီးရှိနေတယ်အဲ့ဒီကက်ကြီးနဲ့ညီမကိုပြစ်လိုက်စိတ်ကိုမထိန်နိုင်ဘူးနော်အဲ့ဒီလိုပြစ်လိုက်တဲ့အခါကျတော့တကယ်ကိုပဲဝမ်းနေเสียကက်ကြီးဟာရှားပဲရှင်အောင်ကိုသွားပြီးတော့စိုက်တယ်အဲ့ဒီလိုစိုက်တော့မှအမဖြစ်တဲ့သူကမျက်လုံးကြည့်ပြီးတော့ညီမကိုသွားပွေတယ်သွေးတွေကလည်းအကုန်ရွှဲနေတယ် အဲ့ဒါသူ့လက်ထဲရင်ဒီညီမလေးဟာပေသွားတယ်။ပေသေးခြင်းနဲ့စိတ်နဲ့ပြစ်လိုက်တာတော့ဘယ်နည်းနဲ့မှမဟုတ်ဘူး။ရုပ်တရက်နှိုးစော်လာတဲ့ဒီဒေါသရဲ့အလိုကိုသူ့လိုက်ရနေလား။တကယ်စင်စစ်ကနော်တကယ်ကြီးမိုက်များ။သိပြီးတော့သူ့ညီမကိုသေသေးလောက်အောင်ရုံမာတဲ့စိတ်သူ့မှာမရှိပါဘူး။သို့တော့ဒီစက္ကန့်ပိုင်းလေးအချိန်လေးကိုသူ့မထိန်းလိုက်နိုင်ဘူးမသိမ်းလိုက်နိုင်ဘူး။ဒီစက္ကန့်ပိုင်းလေးလောက်မထိန်းနိုင်တာကသူ့ဘဝတစ်လျှောက်လုံးကိုကြီးကွဲသွားစေ။အဲ့ဒါဘာဖြစ်တယ် သူ့ညီမလေးပွင့်ရေးပြီးတော့သူရဲစခန်းကိုသွားတယ်အကုန်လုံးသူ့ကိုဖမ်းတယ်အဲ့ဒီမှာသူအမြင်နဲ့ငိုနေတယ်သူ့မှာဒီညီမလေးတယောက်ပဲရှိတယ်ဒီညီမလေးကိုအင်မတန်ချစ်တယ်အဲ့ဒါသူ့ထောင်ကတကယ်လို့လွတ်လာပြီးတော့သူ့ဘဝမှာစိတ်ချမ်းသာတဲ့အချိန်ဆိုတာအင်မတန်နည်းလေးအဲ့ဒါဦးဇင်းတို့ပုံပေါ်အောင်ပြောချင်တာကဘာလဲစိတ်ကိုမထိန်နိုင်လို့ရှိရင်မမျော်မှန်းနိုင်တဲ့ကြီးကျယ်တဲ့နောင်တရရစရာကိစ္စတွေလွန်ကျူးမိတတ်တယ်ဒါလေးကိုပြောချင်တာနော်ဒီကကြီးမိုက်များ တခါလဲကြားလိုက်သေးတယ်ဦးဇင်းတို့မင်းမျိုးနားမှာယောက်ျားဖြစ်တဲ့သူကငေုပ်သီးအင်မတန်ကြိုက်တယ်ငေုပ်သီးမပါရင်သမင်းမစားဘူးအဲ့တော့ဒီနေ့တော့မိန်းမကသမင်းချင်ရင်လည်းယောက်ျားသမင်းစားတယ်သမင်းခုဆိုသမင်းခုပေးတယ်အဲ့ဒီမှာငေုပ်သီးမပါတော့ယောက်ျားကစိတ်တူပြီးတော့ဒါငါ့ကိုကလန်ကဆန်လုပ်တာပဲဆိုပြီးတော့မိဖို့တဲ့ကထင်းချောင်းနဲ့ဆွဲပြီးတော့မိန်းမကိုရိုက်ထည့်လိုက်တယ်အဲ့တော့နောက်စီရိုက်ပြီးတော့မိန်းမပွေချင်းပြီးသိတယ်ဒီငြုပ်သီးကိုစားကျင်တဲ့စိတ်အလိုမပြည့်တာလေးကြောင့်ဖြစ်လာတဲ့ဒေါသဒီစိတ်ကလေးကိုမထိန်းနိုင်နိုင်တာနဲ့သူဘာဖြစ်သွားတော့ ကြီးကျယ်တဲ့လောင်တရရကိစ္စတွေသူ့မှာအများကြီးဖြစ်သွားတယ်။အဲ့တပေးတဲ့လူဒါချက်ထွင်ပြီးတော့စဉ်းစားကြရအောင်။အဲ့တော့စိတ်ကိုမထိန်းနိုင်ရင်ဘလောက်အကျိုးဆက်တွေဟာဖြစ်လာနိုင်မလဲဆိုတာတချို့ကိစ္စတွေညှော်မှန်းလို့တောင်မရဟုတ်လား။ဒါကြောင့်မိမိရဲ့စိတ်ကိုထိန်းဖို့ဆိုတာအရေးကြီးဘူးလား။အရေးကြီးတယ်စိတ်ကိုထိန်းရမယ်။စိတ်ကိုမထိန်းနိုင်လို့ရှိရင်ငါတော့ဒုက္ခရောက်မယ်လို့အဲ့ဒါလို့နားလည်ပြီးတော့ တအားကြီးစိတ်ကပြင်းထန်မလာတဲ့အချိန်တွေကဆိုစိတ်ကိုထိန်းနိုင်တဲ့အလေးအကျင့်ကိုလှုပ်လှုပ်ပေးရတယ်။သိပြီးတော့ပြင်းထန်လာပြီဆိုရင်ထိန်းရတာကတော်တော်ခက်တာပေါ့။နော်ဒီကကြီးမိုက်ကြီး။အေးဒါကြောင့်မြတ်စွာဘုရားကချမ်းသာခြင်းရတဲ့သတ္တဝါတွေအတွက်ဒုတိယလိုက်နာရမယ်။ဩဝါဒတိဘာလဲလို့မေးရင်မိမိရဲ့စိတ်ကိုစောင့်ရှောက်ရမယ်။စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာအစင်စောင့်ရှောက်ရမယ်။အစင်ဆိုတဲ့စကားလေးပါ။အနုအနုရခတိအမြဲတမ်းစောင့်ရှောက်ရမယ်လို့ဆိုတယ် ဆိုလိုတာကအမြဲတမ်းဒီစိတ်ဟာကြေတနာရှာတတ်တဲ့သဘောအမြဲတမ်းဒုက္ခပေးတတ်တဲ့သဘောတွေဟာဝိုင်းနေတဲ့အတွက်ကြောင့်အမြဲတမ်းသတိရှိရမယ်ဆိုတဲ့အထိပ်ပဲနော်ဆိုလိုတာကဘယ်ချိန်လေးသာစိတ်ကိုစောင့်ရှောက်ရမယ်ဘယ်ချိန်ကျတော့စိတ်ကိုလွတ်ထားလို့အဲ့ဒါလိုအခွင့်အရေးမရှိဘူးဘယ်အချိန်မှမှလွတ်မထားတဲ့ဘူးဘယ်အချိန်မှမှလွတ်ထားရဲဆိုရင်လွတ်ထားတဲ့အချိန်တိုင်းအချိန်တိုင်းဒီဒုက္ခပေးနိုင်တဲ့အချိန်လေးကြီးပဲလို့ဆိုလိုရရောက်တယ်သဘောပေါက်တယ်နော်ဒီကကြီးမိုက်မြန်အင်း ဒါကြောင့်မိမိရဲ့စိတ်ကိုစောင့်ရမယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်အချိန်မှစောင့်ရမယ်ဘယ်အချိန်မှတော့မစောင့်ရဘူးလို့ရှိသလားမရှိဘူးဘယ်အချိန်မှစောင့်ရမှာလဲအမြဲတမ်းစောင့်နိုင်အောင်ကြိုးစားရမယ်